ရှင်မာကုခရစ်ဝင်အခန်းကြီး၁ရှင်မာကုခရစ်ဝင်အခန်းကြီး၁သည်လမ်းခရီးတော်ကိုပြတိဇံယောဟန်ပြင်ဆင်ခြင်းအကြောင်းဖြစ်သည်ခန်းငယ်၁ဖျားသခင်ဤသားတော်ယေရှုခရစ်၏ဧဝံဂေလိတရား၏အစကိုစူပေအံအနာဂတိကျမ်း၌လာသည်ကားကြည့်ရှုလော့တင်တော်အလံကိုပြင်ရသောငါဤတမန်ကိုတင်ရှိ၌ငါစီလူ၏တောနာဟိကျော်တော်သူ၏အတံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့လမ်းခီးတော်ကိုဖြောင်းစေကြလော့ဟုလာသည်နှင့်အညီယောဟန်သည်တော၌ဗျက်တိဆံကိုပေးလျက်အပြစ်လွှတ်ရှင်အဖို့အလို့ငါနောင်တနှင့်ဆက်ဆိုင်သောဗျက်တိဆံတရားကိုဟောလျက်ပေါ်ထွန်း၏ယေရုရှလင်မြို့သားမှစ၍ယူရာပြည်သူပြည်သားအပေါင်းတို့သည်ယောဟန်ထံသို့ထွက်သွား၍မိမိတို့အပြစ်များကိုဖော်ပြလျက်ယောဒန်မြစ်၌ဗျက်တိဆံကိုခံကြ၏ ယောဟန်သည်ကလအုပ်မွေးနှင့်ရက်တော်အဝိကိုဝိလျက်ခား၌တည်ကပန်းကိုစီးလျက်ကျိုင်းကောင်နှင့်တော၌ဖြစ်သောပြားရည်ကို စားလျက်နေ၏ဟောချက်စကားဟုမူကားငါထက်တက်ဆွမ်းနိုင်သောသူသည်ငါနောက်ကြွလာ၏ထိုသူ၏ရှည်နှင်းတော်ကြိုးကိုမျှငုံ၍ဖြည့်ခြင်းကငါမထိုင်ငါသည်တင်တို့အားရေ၌ဗျတိဇံကိုပေး၏ထိုသူသည် တန်ရှင်သောဝိညာဉ်တော်၌တင်တို့ကိုပြฏิဇံပေးမည်ဟုဟောသည်အခန်းငယ်ကို အခန်းငယ်ကိုသည်သခင်ယေရှုပြฏิဇံခံခြင်းနှင့်စုံစမ်းခံရခြင်းအကြောင်းဖြစ်သည်ထိုအခါယေရှုသည်ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ယောဟန်လက်ဖြင့်ဂျော်ဒန်မြစ်၌ပြฏิဇံကိုခံတော်မူ၏ရေပေါ်မှထဆင်းတွင်ကောင်းကင်ကွဲ၍ဝိညာဉ်တော်သည်ဂျိုးငတ်ကဲ့သို့ ကိုတော်အပေါ်၌စဉ်သက်တော်မူသည်ကိုမြင်ရ၍တင်ကားငါနှစ်သက်မြတ်လို့ရာငါဤအစ်စ်သားပေတည်းဟု ကောင်းကင်ကအတန်တော်ဖြစ်လေ၏ထိုကနာချင်းတွင်ဝိညာဉ်တော်သည်ယေရှုကိုတောသို့တွားစီတော်မူ၏ယက်40ပလုံထိုတော၌နေ၍စာရန်ဤစုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏တာယေတို့နှင့်အတူရှိတော်မူ၏ကောင်းကင်တမန်တို့သည်လည်းလှုပ်ကြွေးကြ၏အခန်းငယ်၁၄ အခန်းငယ်14သည်တပည့်တော်များကို ခေါ်ခြင်းဖြစ်သည်ယောဟန်သည် ထောင်ထဲသို့ရောက်သည့်နောက်ယေရှုသည်ဂါလိလဲပြည်သို့ကြွတော်မူလျင်အရှင်ပြည့်စုံပြီးဘုရားသခင်၏နိုင်ငံတော်သည်တည်လူနေပြီးနောင်တရကြလော့အေဝလီတရားတော်ကိုယုံကြည်ကြလော့ဟူသောဘုရားသခင်၏နိုင်ငံတော်နှင့်ရှင်သောအေဝံဂေလိတရားကိုဟောတော်မူ၏။ဂါလိလဲအိုင်နာမှာကြွတော်မူစဉ်ရှီမုန်နှင့် အန်ဒရေညီကိုနှစ်ယောက်သည်တငါတည်းဖြစ်၍အိုင်တွင်ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျင်ထိုသူတို့အားငါးနောက်သို့လိုက်ကြလော့တင်းတို့သည် လူကိုမျှသောတငါတည်းဖြစ်စေခြင်းကငါပြုမည်ဟု အမိန့်တော်ရှိသောထိုသူတို့သည် ချက်ချင်းပိုက်ကွန်ကိုဆွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏ထိုမှအနေငယ်လုံးပြန်လျင်ဇေဘီဒဲဤသားယာကုပ်နှင့်ယောဟန်ကြီးကိုနှစ်ယောက်တို့သည် လေပေါ်မှာပိုက်ကွန်ပြင်းနေသည်ကိုမြင်၍ချက်ချင်းခေါ်တော်မူ၏ထိုသူတို့သည်လည်းလေပေါ်မှာရှိသော သူငှားတို့နှင့်တကွာအပအစီပေတဲကိုထားခဲ့၍နောက်တော်သူလိုက်ကြ၏အခန်းငယ်21အခန်းငယ်21သည်လူထဲမှနှဆိုးကိုနှင်ထုတ်ခြင်းအကြောင်းဖြစ်သည်ကပိယံတော်မျိုးတို့သွားကြလျင်ဥပုံနေ၌ကိုတော်သည်ချက်ရှင်တရားစီရဲ့သို့ဝင်၍ဆုံးမဩဝါဒပေးတော်မူ၏ ပရိသတ်တို့သည်လည်းဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏အကြောင်းမူကားကျမ်းပြုစရာနည်းတူမဟုတ်အစိုးရသောသူနည်းတူဆုံးမဩဝါဒပေးတော်မူ၏ထိုသူတို့၏တရားစီရင်၌ညဉ့်ညူသောနဆူဆွဲသောသူရှိ၍အော်နာဇရက်မြို့သားယေရှုကိုတော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်းအကျွန်ုပ်တို့ကို ဖြည့်ဆည်းခြင်းကလာသလော ကိုတော်သည်အဘယ်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏ဘုရားသခင်၏တန်ရှင်းတော်မူသောသူဖြစ်ပါသည်ဟုဟစ်ကြော်လေ၏ယေရှုကလည်းတိတ်ဆိတ်စွာနေလောထိုသူ၏အထက်ကထွက်သွားလောဟု ဆုံးမတော်မူလေညဉ့်ညူးသောနေ့သည်ထိုသူကိုတောင်းပါစေပြီးမှ ကြီးသောတန်နှင့် အော်ဟစ်၍ထွက်သွားလေ၏လူအပေါင်းတို့သည် မိမောတွေ့ဝေ၍ဤအမှုသည်အဘယ်သို့နည်းဤဆုံးမခြင်းအတိတ်သည်အဘယ်သို့နည်း ညဉ့်ညူးသောနတ်တို့ကိုပင်အာနာနှင့်မှားထား၍သူတို့သည်နားထောင်ကြသည်တကားဟုအချင်းချင်းမေးမြန်းပြောဆိုကြ၏။တရင်တော်သည်လည်းဂါလိလဲပြည်အရရတို့၌ချက်ချင်းပြန့်နှံ့ကြော်စောလေ၏။အခန်းငယ်29အခန်းငယ်29သည်လူများစွာကိုအနာရောဂါညင်ခြင်းအကြောင်းဖြစ်သည်။တရားစရာမှထွက်ကြလျင်ရှီမုံအန်ဒရီတို့အိမ်တို့ ယာကုပ်ယောဟန်နှင့်တကားချက်ချင်းသွားကြ၏။ရှီမုန်၏ယောက်ျားမသည်ဖျားနာဆွေး၍အိယာ၌လဲလျက်နေသည့်အကြောင်းကိုအလင်းအမြန်လျှောက်ကြ၏။ကိုတော်သည်လာ၍ထိုမေးမ၏လက်ကိုကင်လျက်ခြိကြွတော်မူသည်။ခနာချင်းတွင်သူသည်အဖျားပြောက်၍အဲ့ဝဲ့ပြုတ်လေ၏။နေဝင်၍ညအချိန်ရောက်လျင်မကြမ်းမသောသူနှင့်နှဆိုးဆွဲသောသူရှိသည်များတို့ကိုအထံတော်သို့ဆောင်ခဲ၍တမျိုးလုံးသည် တကားနာမှစူဝီလျက်ရှိကြ၏အထူးထူးအပြားပြားသောအနာဆွဲသောသူများတို့ကိုတတ်တာစီတော်မူ၏နှဆိုးများတို့ကိုလည်းနှင်ထုတ်တော်မူ၏နှဆိုးတို့သည် ကိုတော်ကိုတိကြသောကြောင့်စကားတခွန်းမှပြောစီခြင်းကအခွင့်ပေးတော်မူမူအခန်းငယ်35အခန်းငယ်35သည်တိတ်ဆိတ်ရာ၌သခင်ယေရှုဆုတောင်းခြင်းအကြောင်းဖြစ်သည်နနက်အချိန်မိုးမလင်းမီကိုတော်သည်ထပြီးလျှင် တော်ရဲ့သူဖက်ကြွ၍စူတောင်းတော်မူ၏ရှီမုန်နှင့်သူ၏အပေါင်းဖော်တို့သည်လိုက်၍ရှာကြတော်ကိုတော်ကိုတွေ့လျင်လူအပေါင်းတို့သည်ကိုတော်ကိုရှာကြပါသည်ဟု၆ဆို၏ကိုတော်ကလည်းဤဆက်တော်မြို့ရွာတို့၌ငါတို့သည်တရားဟောခြင်းကတွားကြကုန်အံထိုတို့အလို့ငါငါကြွလာပြီဟုမိန်တော်မူ၍ဂါလိလဲပြည်အယက်ရက်တရားစီရက်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကိုနှင်ထုတ်လျက်နေတော်မူ၏အခန်းငယ်40အခန်းငယ်40သည်နူနာဆွဲသောသူကိုယောဂကင်းစင်စေခြင်းအကြောင်းဖြစ်သည်နူနာဆွဲသောသူတယောက်သည် အထံတော်သို့လာ၍ဒူးထောက်လျက် ကိုတော်အလိုရှိလျင်ကျွန်ုပ်ကိုတန်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏ယေရှုသည်တနာသောစိတ်ရှိသည်ဖြင့်လက်တော်ကိုဆန့်၍ထိုသူကိုတွေ့လျက် ငါအလိုရှိ၏တန့်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူ၏ထို့သောမိန့်တော်မူသည့်ခဏချင်းတွင်နူနာပြောက်၍တန့်ရှင်းခြင်းသို့ရောက်လေ၏ယေရှုကလည်းတင်တတိပြုအဘယ်သူအားစကားတခွန်းကိုမျှမပြောနှင့်ယေဘရဟိထံသို့သွား၍ကိုကိုပြလော့သူတစ်ပါး၌တည်တည်ဖြစ်စေခြင်းကတန့်ရှင်းခြင်းသို့ရောက်သည့်အတွက်မောရှိစီရင်မာထားသောပူဇော်တကားကိုဆက်လော့ဟု ကြက်တဲစွာတတိပေး၍ချက်ရှင်လွတ်လိုက်တော်မူ၏ထိုသူသည် ထွက်သွား၍စကားများသောအားဖြင့်ထိုအကြောင်းကို အနှံ့အပြားကြော်စောစေ၏ထိုကြောင့်ကိုတော်သည် နောက်တဖန်မျိုးထဲသို့ထင်ရှားစွာမဝင်ရဘဲမျိုးပြင်တော်အရ၌သာ နေတော်မူ၍အရရတို့မှ အထံတော်သို့ရောက်လာကြ၏ရှင်မာကုခရစ်ဝင် အခန်းကြီး1ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအယောက်စီတိုင်း ဖျားသခင်သာ၍ကောင်းချီးပေးပါစေအာမင်